ကျွန်တော်ရဲ့မိတ်ဆွေအင်္ဂါသားသမီးများအားလုံးမင်္ဂလာပါနော်။ဒါအင်္ဂါသားသမီးများအတွက်ပတ်စဉ်တောက်ကြနေညနေ6:00ဆိုရင်ကျွန်တော်တို့ပုံမှန်ရိုက်ကူးပြီးတော့တင်ပေးနေတာဖြစ်တဲ့ဟောစတန်လေးဖြစ်ပါတယ်။ဒုက္ခကျေပွင့်ဟောစတန်ပါ။ပြီးခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်တုန်းကကျွန်တော်ရိုက်ကူးရေးလေးတွေပေါ့နော်လုပ်ပြီးတော့မတင်ပေးဖြစ်ဘူး။မတင်ပေးဖြစ်တာကတော့အပိုင်းနှစ်ပိုင်းစီတာပေါ့နော်။တစ်ပိုင်းကကျတော့အကြောင်းနှစ်ခုပေါ့။တစ်ခုကကျတော့ဒါကျွန်တော်တို့ ရာသီကူးပြောင်းတဲ့ကျမ်းမာရေးခြေနေကြောင့်မရိုက်ဖြစ်တာတကြောင်ပေါ့နော်နောက်တစ်ကြောင်ကတော့ကျွန်တော်တို့ယူရိုမင်္ဂလာချန်ကိုနေ့စဉ်နဲ့မြရောက်ရှိလာကြတဲ့များပြားလာတဲ့ဧည့်သည်တွေရဲ့တာဝန်တွေဝတ္တရားတွေကိုကျွန်တော်တို့ထမ်းရွက်ရတဲ့အခါကျတော့အချိန်မလုံလောက်တဲ့အပိုင်းပေါ့ဒီအပိုင်းလေးတွေကြောင့်ကျွန်တော်ရိုက်ကူးရေးမလုပ်ဖြစ်တာပါဒီရက်မှာတော့ကျွန်တော်စူးစမ်းပြီးတော့ရိုက်ကူးပြီးတော့တင်ပေးခြင်းဖြစ်ပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုမလေးစားတာမဟုတ်ပါဘူး ကဲကျွန်တော်တို့အင်္ဂါသာသမီးတွေအတွက်ဟောစရံလေးဟာကြပြီမှာဖြစ်ပါတယ်အင်္ဂါသာသမီးတွေအတွက်ပထမဆုံးကျွန်တော်တို့နမိတ်လေးတွေကျွန်တော်ပေးမှာတဲတော့ကလေးတွေချထားပါတယ်အဲလေးကြီးတဲ့အခါကျတော့ကျဲပွင့်နမိတ်တွေပါပဲကျဲပွင့်ဆိုတာအောင်မြင်ခြင်းပါပဲเนาะကျဲပွင့်အေဂရီလို့နာမည်ပေးထားပါတယ်အဲကျဲပွင့်အေဂရီနမိတ်ကြပြီဆိုရင်တော့သူကအောင်မြင်ခြင်းရှိပါအောင်မြင်ရောမျှမကဘူးတဲ့နာမည်ကြီးခြင်းတွေလည်း ်ရှိတယ်နောက်တစ်ခုကမျက်နှာပွင့်ကံကြမ္မာပွင့်လန်းခြင်းတွေလည်းရှိတယ်နောက်ဆန်းပွင့်ခြင်းတို့လက်ပွင့်ခြင်းတွေလည်းရှိပါတယ်ဒါကြောင့်မလို့သူတို့အင်္ဂါသာသမီးတွေရဲ့နံပါတ်1ကစိုးမိုးနေတဲ့ကံသာတာသည်အင်မနာမကောင်းတဲ့အလုအကိုင်းတွေအစဉ်ပြေမယ်အလုနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာပျော်ရွှင်ရကိုယ်တိုင်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့သူတွေဆိုရင်လည်းဖြတ်ချွန်းတာပါ ကဒီကလာတွေမှာအလုံးနဲ့ပတ်သက်ရင်တော့အလုံးဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ရင်တော့အင်္ဂါသားသမီးတွေအတွက်ဣဗရာမစိတ်ချမ်းသာစရာလည်းကောင်းတယ်ဝမ်းသာစရာလည်းကောင်းတယ်တရင်ကောင်းနေလည်းကြာဘဘကနေအစဉ်ပြေခြင်းလို့ကံကောင်းခြင်းလို့စိတ်ချမ်းသာရခြင်းတွေအောင်မြင်ခြင်းတွေကြုံမဲ့ကံကြမ္မာနမိတ်ဖြစ်ပါတယ်ဒါတော့အလုံးကံကောင်းတယ်ပေါ့နော်လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်ဘူးလားအဲ့လိုမျိုးစဉ်းစားနေတဲ့ကိတာတွေချင်းလုံးလေးလုံးတင်ပါတယ် လုပ်ဖို့အတွက်လည်းအထူးတိုက်တွန်းတယ်လို့ပြောရမှာဖြစ်ပါတယ်။နံပါတ်၄ကကြတော့ကျွန်တော်တို့ဒီဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့ကံစားတာတဲ့အဲ့မှာကြတော့သူကအပေးယူမျှတာတဲ့ကံကြမ္မာနမိတ်ကြတာပေါ့နော်ဆွေမျိုးသားချင်းတွေအကြောင်းပြုပြီးတော့စေချမ်းသာတယ်ဆွေမျိုးသားချင်းတွေနဲ့အပေးယူမျှတာမယ်ဆွေမျိုးသားချင်းတွေနဲ့ပူးတွဲပေါင်းစပ်ဆက်တူရှယ်ယာလုပ်ငန်းတွေမှာ ထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ် တော့ဆွေမျိုးတွေနဲ့စတူလုံးဖြစ်မယ်လို့ပြောရမှာပေါ့နော်အဲတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရားမှာကြတော့လေအင်္ဂါသားသမီးတွေအတွက်ဆိုရင်တော်တော်ကြီးကောင်းမှာကရစရာရှိတဲ့ငွေတွေချောချောမောမောရနိုင်တယ်ပေါ့နော်ပေးစရာရှိတဲ့ငွေတွေချောချောမောမောပေးနိုင်ငွေချင်းနဲ့ပတ်သက်ကံကြမ္မာအထူးကောင်းကငွေချင်းတွေပေါ်ကျော်ဝမယ်ကံသာတာနမိတ်ရှိတယ်ဒီအလောက်ကင်မှာကြတော့ကံကြမ္မာပွင့်လန်းတာပေါ့အောင်မြင်တာပေါ့အဲ့တော့သူ့ရဲ့ တက်ရောက်မှုကဘယ်နေရာမှာသွားရှိရလဲဆိုငွေကြေးနဲ့ပတ်သက်တဲ့တဲတော်နမိတ်မှာကြတော့လေသွားပြီးတော့အရန်ကောင်းတဲ့ကန်တမနမိတ်ကြဒါကြောင့်မလို့ကျွန်တော်တို့လူတယောက်ရဲ့ကန်တရားကိုတဲတော်တွေနဲ့နမိတ်ဖတ်တဲ့အခါမှာသွားအလုံးနဲ့ပတ်သက်တဲ့ကန်နော်နံပါတ်1ကငွေကြေးနဲ့ပတ်သက်တဲ့ကအဲ့နှစ်ခုကဆက်သွယ်မှုရှိပါတယ်ဒီကတ်ကောင်းတဲ့အခါငွေကြေးတွေကောင်းလာမှာတချို့နမိတ်တွေမှာဆိုရင်ဒီကတ်ကမကောင်းတာမကောင်းတဲ့အခါမှာငွေကြေးမှာသွားပြီးကျန်းဖြစ်တာမျိုး သူကတိတိတသားကြီးကိုတိုက်ရိုက်ဆက်တွယ်ပြီးတော့ဆက်ဆံမှုရှိပါအဲ့တော့အင်္ဂါသားသမီးတွေတွေအလုံးနဲ့ပတ်သက်တဲ့ကံကြမ္မာပွင့်လန်းတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေခြင်းကံကောင်းခြင်းတွေရှိတယ်တော့အဲ့ဒီဘိုင်းမှာနောက်တစ်ခုကကျမ်းမာရေးဘိုင်းပါเนาะကျမ်းမာရေးမှာကြတော့နည်းနည်းလေးခြူကြတတ်တယ်ကျမ်းမာရေးနည်းနည်းညံ့တတ်တယ်အလုပ်တွေအောင်မြင်ပြီးတော့ကိုယ့်ရဲ့ကျမ်းမာရေးကိုကိုကတိတ်အလေးမထားတဲ့အခါကျတော့ကျမ်းမာရေးညံ့သွားတာမျိုးတွေရှိတယ်နောက်လူမှုရေးဘိုင်းလေးတွေမှာလည်းနည်းနည်း အခက်ခဲကြုံတတ်တယ်။လူမှုရေးမှာဆိုရင်ကိုယ့်ရဲ့ကိုယ်နေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေငွေချင်းတွေနဲ့နားလည်မှုတွေလွဲတာပေါ့နော်အထင်မြင်လွဲမှားမှုတွေဖြစ်တဲ့ပြီးတဲ့အခါကျတော့လမ်းကွဲရတာမျိုးတွေကြုံရတယ်။အဲတော့လူမှုရေးအပိုင်းလေးတွေတော့နည်းနည်းသတိထားဖို့လိုတယ်။နောက်ပညာရေးပေါ့ပညာရေးနဲ့ပတ်သက်တဲ့ကံစားတာမှာကျတော့သူကခုနကပြောလို့ငွေနောက်ကိုလိုက်နေတဲ့အတွက်ပညာရေးကိစ္စတွေမှာနှောင့်နှေးနေတယ်။ပညာရေးသမားတွေကိုကြံကြံပေးချင်တာကကျတော့ပညာရေးဆိုရင်လည်း ကင်ဓာရေးကိုပဲဒီဇိုင်းမမှန်ဥတည်ပြီးတော့စူးစမ်းဆောင်ရွက်တင်တယ်။တခြားကိစ္စတွေကိုကြားမများတင်ပါတော့။ကင်ဓာရေးလိုလိုပတ်စံစားတာလိုလိုအဲ့လိုမျိုးမလုပ်ဘဲနဲ့စူးစမ်းတင်တယ်။နောက်ချင်းတော့နဲ့ပတ်သက်တဲ့နမိတ်မှာကြတော့အာလက်တွဲတဲ့နမိတ်ကြတာပေါ့။ကျွန်တော်တဲရော့ကတ်ဒီမှာဆိုရင်ဒိုလေးတောင်နမိတ်ကြတယ်။ဒိုလေးတောင်နမိတ်မှာကြတော့ယောက်ျားတယောက်နဲ့မိန်းမတယောက်နဲ့ဒါ လက်တွဲပြီးတော့အောင်မွေးရတဲ့ကံကြမ္မာနမိတ်ကြတယ်ဒါကြောင့်အခြေအနေပတ်သက်ကံသာတာကောင်းအင်းအင်းနဲ့ပတ်စင်ကံတော်တော်ကောင်းနဲ့အဖက်ဘက်ကနေအစဉ်ပြေခြင်းစိတ်ထမ်းသာခြင်းနဲ့ကြုံမယ်ပေါ့နော်ဟွန်း Now သူသားတော်လေးတွေရှိပါသေးတယ်အဲ့ဒါဘာလဲဆိုအင်္ဂါသားသမီးတွေကမှဘာသာရေးနဲ့ပတ်သက်ပြီးတော့စိုက်လိုက်မတန်လုံနေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီကာလဒီနက်ကဒီရတိတ်ဒီနမိတ်တွေကြားထဲမှာစူးစမ်းပြီးတော့အထုတ်တင်တာပေါ့။ဘာကြောင့်လဲဆိုတော့ ဒီနမိတ်တိုင်းဆိုရင်ညံလင်းရခြင်းတို့เนาะတမက်တဖို့ရခြင်းတို့ကိုယ့်ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအောင်မြင်ထွန်းတောက်ခြင်းတွေကြုံရတတ်ပါတယ်။အဲတော့နမိတ်တိုင်းဆိုရင်တော့ကောင်းတဲ့နမိတ်တွေအများပါတယ်เนาะဆိုတော့ငါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အကြောင်းလေးတွေကတော့အဖြူရောင်ရဲ့အစိမ်းရောင်ရဲ့ကောင်းပါတယ်เนาะအဲတော့ဒါအဖြူတွေအစိမ်းတွေဝတ်ပါဆောင်ပါပေါ့။နောက်အကျိုးပေးတဲ့နံပါတ်လေးတွေကတော့နှစ်ကနန်းလေးကနန်းဖြစ်ပါတယ်။ ဒေဂနံနေဂနံဖြစ်ပါတယ်။ညဇောပြည့်ခြင်းကိုတော့မြတ်ကြီးကိုခရေဗန်းလို့ခရေညွန့်လို့ခရေဗန်းဆိုရင်လဲ6ကုံးပေါ့ခရေညွန့်ဆိုရင်လဲ6ညွန့်ပေါ့ဖလူတန်းပြီးတော့စူတောင်းမှာမကောင်းတဲ့ကံစားတာအညာခိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒလေးတွေရရှိစေမှာဖြစ်ပါဒါအင်္ဂါသာသမီးတွေတပတ်တာကာလမှာတွေ့ကြုံမဲ့ကံကြမ္မာလေးတွေကိုနမိတ်ဖတ်ကြားခဲ့တာပါအဲတော့ကျွန်တော်ယူရောမင်္ဂလာကျမ်းကိုလာခြင်းတဲ့သူတွေကတော့ အာမော်ဘီကိုလုံးခွင့်မှတ်တိုင်မှာနော်အဲ့မှာပိနေကုန်းကြီးပါမှာယူတော်မင်္ဂလာကျမ်းရှိပါတယ်ဗုဒ္ဓဦးနေရလွယ်ပြီးတော့ကျမ်းရဲ့ရည်ဒီမှာပေးရမရှိလာနိုင်ပါတယ်နော်နော်ဘာကြီးမင်းသင်္ခါကြီးကြီးနေပါတော့ပြီးပါဆိုတော့ပတိလေးတွေနော်ဝါစိနေအဆောင်လက်ပတ်လေးတွေအဆောင်ဆလွယ်လေးတွေဝါစိနေအင်းစမထရောင်းနိုင်လေးတွေအော်ဒိုးကလေးတို့ပါလို့ပေါ့နော်အဲ့ရလေးတွေအဆောင်ရတရားပစ္စည်းလေးတွေ လိုချင်တဲ့ဆိုရင်လည်းယူရောမင်္ဂလာချမ်းမှာလာပြီးတော့ဝယ်နိုင်ပါတယ်။ခါမဟုတ်ဆိုရင်လည်း online ကနေမှာခြင်းနဲ့ဆိုရင်လည်းခုနကပြောတဲ့ Viber နံပါတ်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်နော်။ကျတော့ရဲ့မိတ်ဆွေငါသားသမီးအပေါင်းကိုချမ်းမှာစိတ်ချမ်းသာလို့ရဆန္ဒပြပါစေလို့ယူရောမင်္ဂလာချမ်းကနေလိုက်လိုက်လဲလဲဆုတောင်းမေတ္တာဖို့သားလိုက်ပါတယ်။တော်တော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုအပတ်စဉ်ဗုဒ္ဓဦးနေရလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရမရှိ ဒါဖွင့်ပါလေအခမဲ့ရေရာခြေပေးတဲ့နေရာပါနော်မိသူမဆိုဘဲရပဲလာလာရေရာကြီးပါတိညာကြီးပြေးတရားမလို့ပါအောင်နော်နောက်တစ်ခုကကျွန်တော်တို့အကြောင်းမျိုးနဲ့ယူရောမင်္ဂလာချမ်းကိုမလာရောက်နိုင်တဲ့သူတွေဆိုရင်တော့အွန်လိုင်းကနေပြီးတော့ဟောသတန်းလေးတွေမှာနိုင်ပါတယ်ငကိုအတိုင်းပါပဲနော်ကျွန်တော်တို့ဒီ Fiber number လေးနှစ်ခုရှိတာပေါ့အဲဒီ number ကတော့39692395လုံး9ဆိုတော့ ဖိုင်ဘာနံပါတ်က3992092ကိုဆိုတဲ့နံပါတ်ကအဲ့နှစ်ခုကနေပြီးတော့ဟောစရာလေးတွေမှာနိုင်တယ်။နောက်အဆောင်ရရာပစ္စည်းလေးတွေမှာလို့ရပါ။အခုကိုတိုင်းဘေးရင်တင်နေတဲ့သူတွေဆိုရင်တော့ဒီလာစဉ်ဖွင့်တဲ့တရနေ့ကနေ၁၀ရက်နေ့အထိပေါ့နော်။ဘေးရင်တင်နှန်းရှိပါတယ်။အဲ့ဒီတင်နှန်းမှာလာပြီးတော့တင်နှန်းလာတက်လို့ရပါတယ်။အဲ့တင်နှန်းကလည်းပဲစရိတ်ငင်းဖြစ်ပါတယ်။တင်နှန်းနေပါရင်လည်းပြေးကြရမလို့ပါ။